င်္ဂလာပါရှင်။တနင်္ထိုင်းမြေတနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျွန်မအချီလီပါ။ဒီကနေ့2025ခုနှစ်မတ်လ10ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်လုံးမြို့ပေါ်ကစစ်တပ်စခန်း၃ခုဝင်ရောက်တိုက်ခိုက်ခံရတဲ့သတင်း၊မြန်မာစစ်တပ်ထိပ်ပိုင်းအရာရှိတွေကိုကနေဒါပိတ်ဆို့အရေးယူတဲ့သတင်း၊မြန်မာနိုင်ငံမှာအမျိုးသမီးနဲ့ကလီးငယ်၁၀တန်းကျော်အကူအညီလိုအပ်နေတဲ့သတင်းအပါအဝင် နိုင်ငံတကာသတင်းမှာတော့ဆွဆွဲခံတောင်ကိုရီးယားတံမလာကိုဖမ်းရမ်းရုပ်သိမ်းပြီးတရားလွှတ်ပေးဖို့တရားရုံးအမိန့်ချတဲ့သတင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။တရင်သာရီတိုင်းလောင်းလုံးမြို့ပေါ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်း၃ခုကိုဒီကနေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသအခြေစိုက်ထော်လန်ရေးတပ်ဖွဲ့တွေကတနင်္လာနေ့ကိုပြောပါရတယ်။ ဒီကနေ့မတ်လ၈ရက်နေ့မနေ့၆နာရီချိန်ခန်းကစပြီးတော့လောင်းလုံးမြို့ပေါ်ကရဲစခန်းဆက်အဖာရုံးနဲ့ထွေးအုပ်ရုံးတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွန်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုကြောင့်နှစ်ဖက်တိုက်ပွဲအချိန်၃နာရီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်ဆန်းလန်းကြီးရွာပင်လယ်ပြင်မှာရှိတဲ့စစ်ကောင်စီစစ်သည်တွေကနေလက်နက်ကြီးပစ်ကူပေးတာတွေရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာမြို့ပေါ်တိုက်ပွဲတွေဖော်ဆောင်တာဖြစ်တယ်လို့ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတဦးက Thumbnail Time ကိုပြောပါတယ်။ တိုက်ပွဲအတွင်းဒေါ်လေးပူပေါင်းတက်တီဘက်ကထိခိုက်မှုမရှိဘဲပြန်ဆုတ်လာနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်တိုက်စုံမှုကိုဆက်လက်ဆောင်ဆန်းနေတယ်လို့ဆိုပါရယ်တိုက်ပွဲဖြစ်ပွားနေချိန်လောင်းလုံးမျိုးပေါ်မှာလူသားလူလာမရှိတော့ဘဲနေအိမ်တွေမှာပုန်းခုန်နေထိုင်ကြရပြီးတိုက်ပွဲပြီးချိန်မှာတော့ပုံမှန်အတိုင်းပြန်လည်သွားလာနေကြတယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရသိရပါရယ် နိုင်ငံငင်းချမ်းရေးလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုအာရော့စေမှုပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်စေမှုတို့ကြောင့်မြန်မာစစ်တပ်အကြီးအကဲအရာရှိ73ဦးနဲ့လုပ်ငန်း3ခုကိုတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်လိုက်ကြောင်းကနေဒါနိုင်ငံသားရေးဝန်ကြီးမဲလာနီဂျိုလီကမတ်လ9ရက်နေ့မှာကြေညာလိုက်ပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။မြန်မာကာဝေးရေးဝန်ကြီးဌာနနဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ပြင်းပြင်းထန်ထန်စနစ်တကျလူခွင့်ရေးချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့အရေးယူပိတ်ဆို့မှုပြုလုပ်တာဖြစ်တယ်လို့ကနေဒါနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာစစ်တပ်ဟာကြမ်းဖက်မှုနဲ့ဖိနှိပ်မှုတွေတိုးမြင့်နေပြီးမငြိမ်မသက်ဖြစ်အောင်လှုပ်ဆောင်နေတာကြောင့်နိုင်ငံရေးပြည်ထနာကိုပုံမဆိုးရလာစေတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။၂021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဲ့ပိုဆိုးလာတဲ့ကြမ်းဖက်မှုတွေကြောင့်အရက်သား6000ကျော်သေဆုံးခဲ့ရတယ်လို့ကုလသမဂ္ဂရဲ့ 2024ခုနှစ်ဒီဇင်ဘာ2ရက်နေ့အစီအခံမှာဖော်ပြထားပါတယ်။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပုံမူလုံဆောင်လာတာကြောင့်ကလင်းငယ်တွေပါဝင်ပြည်မဲ့ရဲသားတွေတိုက်ဆုံနေရတယ်လို့ကနေဒါကပြောပါတယ်။တခြားနိုင်ငံတွေအနေနဲ့လည်းစစ်ကောင်စီကိုတိုက်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ကြဖို့ကနေဒါကတိုက်တွန်းထားပါတယ်။မြန်မာစစ်တပ်ကို ပေးနေတဲ့လုပ်ငန်းပိုင်းဆိုင်ရာ ဗန္ဒာယီဆန်ရကူညီတွေအားလုံးကိုရက်တန့်ဖို့မိမိတို့အနေနဲ့နိုင်ငံတကာကိုတိုက်တွန်းကြောင်းလဲကနေဒါကဆိုပါတယ်စစ်ကောင်စီကိုလက်နက်နဲ့နှီးပညာတွေမပေးကြဖို့လဲကနေဒါကတိုက်တွန်းထားပါတယ်မြန်မာနိုင်ငံငြိမ်းချမ်းပြီးဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးမိမိတို့ရဲ့လက်တွဲပေါ်တွင်ဆက်လက်ကြိုးပမ်းတော့မှာဖြစ်ကြောင်းလဲကနေဒါကပြောကြားခဲ့တာပါ မြန်မာနိုင်ငံမှာလူဦးရေရဲ့၃ပုံ၃ပုံကျော်ဟာလူသားချင်းစာနာထောက်ထားမှုအကွက်ကြီးတွေလိုအပ်နေပြီးအဲ့ဒီထဲကအမျိုးသမီးနဲ့ကလေးငယ်၁၀တန်းကျော်ဟာအဓိကအကူအညီလိုအပ်နေတာလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ကမတ်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ယွန်းချီပြားကပြောပြပေးမှာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာပြည်ပခါတိုးမြင့်လာတာရှေးပြောင်းနေထိုင်သူတွေများပြားလာတာတဘာဝဘေးအန္တရာယ်တွေထက်ခါတလဲလဲဖြစ်ပွားတာနဲ့စီးပွားရေးပြိုလဲခြင်းတွေကြောင့်အရင်ကရရှိခဲ့တဲ့တိုးတက်မှုတွေဆုပ်ယုပ်သွားပြီးကြားမှဒန်းတို့ညီမျှမှုကွာဟာကြောင့်ပုံမနဲ့ဆိုင်လာတယ်လို့ဆိုပါတယ် ဒါပြင်ပြိပခနဲ့ဆန်တွင်နေတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေတိုးမြင့်လာတဲ့အပြင်စီးပွားရေးအခက်အခဲတွေကြောင့်အသက်မွေးဝမ်းကြောင်းထိခိုက်ခဲ့ရပြီးအမျိုးသမီးနဲ့ကလေးငယ်တွေဟာလူကုန်ကူးခံရတာခေါင်းမုံဖျက်ခံနေရတဲ့အန္တရာယ်တွေနဲ့ရင်ဆိုင်နေရတယ်လို့ UNO 6ကဆိုပါတယ် ကျမ်းမာရေးဝန်ဆောင်မှုတွေမှာလည်းအထူးသဖြင့်လိမ်မိုင်းဆိုင်ရာမျိုးဆက်ပွားကျမ်းမာရေးစိတ်ကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးဝန်ဆောင်မှုတွေအတွက်ရန်မောင်ငွေတွေပံ့ပိုးမှုလိုအပ်နေရလို့ထောက်ပြထားပါတယ်။2025ခုနှစ်ပထမနှစ်လအတွင်းကမ္ဘာတဝန်းရှိငွေကြေးအကူအညီတွေရုတ်တရက်ရပ်တန့်သွားတာနဲ့ချော့ချခြင်းတွေကြုံတွေ့ခဲ့ရပြီးမြန်မာနိုင်ငံအတွက်ရမုံငွေတွေလည်းပါဝင်နေတယ်လို့သိရပါဗျ။ လက်ရှိမှာလည်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံရှိအမျိုးသမီးနဲ့မိန်းကလေးငယ်လူဦးရေနှစ်သက်သမ86တန်းအတွက်အသက်ကဲအကူအညီတွေပေးအပ်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်ဆွဆွဲခံတောင်ကိုရီးယားတမရာကိုဖန်ဝရန်ရုပ်သိမ်းပြီးပြန်လွှတ်ပေးဖို့တရားရုံးအမိန့်ချလိုက်ပါတယ်ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးသွားပါမယ်ရှင် ဆွဆွဲပြစ်တင်ခံထားရတဲ့တောင်ကိုရီးယားသမ္မတယွန်ဆုပ်ပီယိုရဲ့ဖန်ဝရန်းကိုဖျက်သိမ်းမှုတရားရုံးတစ်ခုကမတ်ခုနှစ်ရက်မှာအမိန့်ချလိုက်တာကြောင့်သမ္မတအနေနဲ့ပြန်လည်လွတ်မြောက်ရေးလမ်းပွင့်သွားခဲ့ပါသည်ကနအူထိန်းသိမ်းထားတဲ့ကာလတတ်မှတ်ရက်ကျော်လွန်သွားပြီးတဲ့နောက်မှာထပ်ပေါ်လာတဲ့ဆွဆွဲပြစ်တင်မှုအခြေခံကိုအခြေခံပြီးမိမိတို့အခုလိုဆုပ်ဖြတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားဖို့ဒေတာတရားရုံးကကြေညာချက်မှာဖော်ပြထားပါသည် တိကျအေဂျင်စီနှစ်ခုပါဝင်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တရားဝင်ဖြစ်မှုနဲ့ပတ်သက်လို့မေးခွန်းတွေရှိနေတယ်လို့လည်းတရားဝင်ကပြောပါတယ်။ယာဒုကဆိုင်းငံ့ခံထားတဲ့သမရရဲ့ရှိနေတွေကသမရကိုဖမ်းဆီးထားမှုဖြစ်တဲ့ရေးပြည်ထောင်လာမှာဥတိုက်လျှောက်ထားခဲ့ကြတာပါ။သမရရှင်ဟာဆေးဥချိုရေးဥပဒေခေတ္တကြီးညာမှုနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ဇန်နဝါရီလလယ်ပိုင်းကပုံကံမှုဆွဲချက်နဲ့ဖမ်းဆီးခံရရတာဖြစ်ပါတယ်။တရားခံကိုထိန်းသိမ်းထားတဲ့ခါလာတမတ်ချက်ရက်ကျော်လွန်သွားပြီးမှဆွဆွဲပြစ်တင်မှုထွက်ပေါ်လာတာကြောင့်အခုလိုတိုင်ဆုပ်ဖြတ်ခဲ့တာဖြစ်တယ်လို့တရားဝင်ကပြောပါတယ်။ သမရရွံကိုပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းတောင်ကိုရီးယားသတင်းဌာနယွန်ဟတ်ကစောစောပိုင်းမှာဖော်ပြခဲ့ပါတယ်။တောင်ကိုရီးယားရဲ့တရားဥပဒေစိုးမိုးမှုအသက်ဝင်နေဆဲဖြစ်တယ်လို့သမရရွံရဲ့တရားရေးဖွဲ့ကပြောပါတယ်။သမရရဲ့ဖော်ဝနာဖြတ်သိမ်းလိုက်မှုကိုအာဏာရပြည်သူ့ရင်ရပါတီကကြိုဆိုကြောင်းယွန်ဟတ်သတင်းမှာဖော်ပြထားပါတယ်။အခုချိန်မှာတော့သမရကိုမူရင်းယာရုနေရာမှာပြန်ခန့်မလားသူ့ရဲ့ယာရုတပ်တန်းကိုတရားဝင်စိုးတက်ပြရမလားဆိုတာကိုဖွဲ့စည်းပုံခြေခံဥပဒေတရားရုံးကဆုံးဖြတ်ပေးရတော့မှာဖြစ်ပါတယ်။သမရအပေါ်ဆက်ဆွဲပြစ်တင်မှုဆက်လုပ်ခဲ့မယ်ဆိုရင်ယာရုကတရားဝင်ထုတ်ပြန်ခဲ့ရမှာဖြစ်ပြီး သူ့နေရာမှာတခြားတယောက်နဲ့အစားထိုးရင်းနှစ်လအတွင်းရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။တနင်္လာနေ့နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကကြာတာပရီစနေနေ့ညနေ6:00ခွဲအချိန်တိုင်းမှာနာတော်တာဆင်နိုင်ပါတယ်။တနင်္လာနေ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook Telegram, Instagram, X, Talentime ရဲ့ website စာမျက်နှာနဲ့ Talentime application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Talentime မြန်နောက်ဆုံးရတဲ့ထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြရပြည်သက်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။